မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန့်တရင်တွေကိုတင်ဆက်ပေးပါမယ်ပထမအောင်ဆုံးနောက်နေ့မြန်မာမြင်ကွင်းရပါဦးမလားဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မေအောင်လိုက်တီရောက်လျားတွင်လျက်စင်ရထောင်ဆွဲမီစီးပွားရေးဦးမောက်လာနေပြီးအစရှိသည်တို့ကိုတောင်းဆင်ရေးမရလျှောက်ပြောနေခြင်းသည်အကြောင်းမေတော့မဟုတ်၎င်းတို့သည်တိုင်းပြည်ကိုရေရှည်အုပ်ချုပ်သွားမည်လူများဖြစ်ကြောင်းယခုလိုခုခံနေကြခြင်းသည်အချင်းဤသာဖြစ်လာမည်ကိုဆိုလိုကလူတို့ကစိတ်သက်ရေရာတိုက်စစ်ဆင်းနေခြင်းသာဖြစ်ပါသည်၎င်း၏စကားများသည်အဆက်မပါသောတကြံအမြောင်မှန်းကိုကောင်းစွာသိရှိထားသူဖြစ်တော်လဲအရေးကြီးသည်ကစိတ်သက်ရေရာတိုက်ပွဲဆင်နွှဲခြင်းများသာဖြစ်ပြီးတိုင်းပြည်သည်နိုင်ငံခြားမီဒီယာများပြောသလို ဖိရင်းစစ်ဖြစ်နေခြင်းမဟုတ်ဂျိုကြားဂျိုကြားဆန့်ကျင်မှုများလောက်သာသိစေခြင်းနေပါတယ်တချို့ကလည်းသူဤတိုက်ွက်တဲ့ငိုင်းစင်းသွားပြီးစိတ်ထက်ကြောက်ခြင်းနေတယ်လို့ဖြစ်လာနေကြပါတယ် အလွယ်လေးပင်စဉ်းစားရရပါတယ်။မင်းအောင်လိုက်သည်တိုင်းပြည်ကိုတနက်နေ့တိတ်ွေအုပ်ချုပ်နေခြင်းများသာဖြစ်ပါသည်။ထိုတနက်ပြောင်းကိုဖေရှားလိုက်မည်ဆိုလျင်24နာရီပင်မကန်အသိရထားတဲ့လေရင်ပေါ်မိသားစုလိုက်တက်ပြေးကြရမည်။ထိုအတွက်အားလုံးကထိုအနေထားထိရောက်လာအောင်စက်တော်မှဖြစ်မည်။ဥပမာ တိုင်းစစ်ဌာနချုပ်တခုမှတိုင်းမှုသည်မိမိတို့မှ CDM လုပ်မည်ဟုကြေညာလိုက်ရုံဖြင့်နေခြင်းညခြင်းဆိုသလိုပွဲကတဝက်ပြီးသွားပြီလိမ့်မည်။ စေဘံမှာအရာရှိကြီးငယ်မဟုသည်တိုင်းပြည်အုပ်ချုပ်ရေးကိုလူကြီးများကကောင်းသလိုစီမံနေကြခြင်းဖြစ်၍ထောက်ခံရမည်နိုင်ငံတော်ကိုအုပ်ချုပ်ရေးသည်စစ်တပ်လို့ဖြစ်သည်ထို့အတွက်ဖြစ်နိုင်သမျှနှီးပေါင်းဆောင်ဖြင့်ညံ့ယောင်ထိန်းနေခြင်းဖြစ်သည်ဟုမျက်စိမိတ်ယုံကြည်နေကြသူများဖြစ်ပါသည် ထို့သောတိုင်းပြည်ကိုငြိမ်အောင်ထင်ရင်ကျူးလွန်နေမှုမှန်သမျှသည်လုံတဲ့လုံထိုက်သည်ဟုလည်းခံယူထားကြပါသည်။ဤသည်ကစစ်တပ်တဖွဲ့လုံးလက်ခံယူဆထားသည့်အဓိကအချက်ဖြစ်နေသည်ကိုတတိမူကြရမည်ဖြစ်ပါသည်။မြန်မာသည်အီးမြလောက်တယန်စာတပေါများကျွယ်ဝပါလျက်ကမ္ဘာတွင်အစင်းရဲဆုံးနိုင်ငံဖြစ်အောင်အုပ်ချုပ်ခဲ့ကြသည့်သုံးစားမရသည့်အတွေးခေါ်များရှိနေပါလားဆိုသည်ကိုလည်းမသိချင်အောင်စောင့်နေတတ်ကြပါသည်။ သို့သော၎င်းတို့တွင်ရွှေရောင်တလက်လက်နှင့်နန်းတော်ကြီးတများခန်းသားကြီးကျယ်သောအိမ်ကြီးများကောက်ကွင်းများကိုတော့ဖန်တီးပေးနိုင်စွမ်းရှိကြပါသည်၂၀၀၉ခုနှစ်စက်တင်ဘာလတွင်အမေရိကန်သတင်းစာဆရာ တွန်ပလိတ်နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာလီကွမ်းယူကမြမစစ်ကောင်းဆောင်များနားလည်ဘိန်းတုံးများဟုခေါ်ဆိုသွားခဲ့ပါတယ်။ယခုထိတော့လီကွမ်းယူတက်ရှိထင်ရှားရှိနေုံမြည်ဆိုလျင်တော့နားလည်ဘိန်းတုံးအစင်မဟုတ်တော့ဘိုတန်းရွှေလိုလူမျိုးကိုပင်ထို့သို့ပြောနေမှမင်းအောင်လိုင်းဆိုလျင်ရှက်လွန်၍တွေးပင်မတွေးရတော့ဘိုတန်းရွှေသမီးတစ်ခုလုံးစိတ်တွေညွတ်နေအောင်စင်ထားသည့်မင်္ဂလာဆောင်ကိုပင်ယူကျူးကနေကြည့်ပြီးခရစ်စမတ်ထရီကြီးရွေးလာနေတဲ့အောင်ထင်ရသည်ဟုအဆိုပါအင်တာဗျူးမှာတန်တော်ပြောသွားခဲ့ပါတယ်။ စစ်တပ်သည်စော်ရီမင်းသားများတတ်မှချလာဖန်လိုက်ရအောင်စစ်တပ်သည်စော်ရီမင်းသားများတတ်မှချလောက်ရအောင်ချမ်းသာကြွယ်ဝလာနေသည်ကိုရှက်ရကောင်းမဲမသည်၎င်းတို့တွင်ဉဏ်ပူဇော်ကားဖြင့်သဘောထားနေကြသည်မှာယခုတိုင်ပင်ဖြစ်ပါသည်သို့သော၎င်းတို့လူကြီးဆိုသူများသည်လူသက်မိရှုမနှိမ်မှုများကျွလွန်နေကြသည်ကိုမသိချင်အောင်ဆောင်ရုံမကအားပေးအမြောက်ပြုနေကြသည်ကိုကြားသိလာကြပြီးဖြစ်၍ထိုခံယူချက်သည်ဂျင်းရင်ပြိုလဲလိုက်လာနေပြီဖြစ်ပါသည် အထူးသဖြင့်လူငယ်အရာရှိများအပေါ်၎င်းတို့တိုက်နေရသောရန်သူများသည်အစဉ်ပြေလျင်ငြိမ်းချမ်းရေးယူလိုက်ကြအစဉ်မပြေလျင်ထားတိုက်လိုက်ကြလုံးမဲ့လူများမဟုတ်ဘဲရီမန်းချက်ကိုမရောမချင်းတဖို့ကြတဖို့တိုက်စနစ်ဖြင့်ဆုံးကန်တိုက်တိုက်သွားကြရမည့်လူငယ်များဖြစ်နေသည်ကိုလည်းရိတ်စားမိလာကြပြီးဖြစ်ပါသည်ထို့ကတော့၎င်းတို့အပေါ်ဒီနေ့အသက်ရှင်လဲနောက်နေ့အသက်ရှင်ဦးမည်လားဆိုသည်ကိုအာမမခံနိုင်သောကြောင့်မလွဲဧကန်တွက်ဆမိလာကြမည်လည်းဖြစ်ပါသည် လက်ရှိစစ်ပွဲကြီးသည့်မြေသိခါမှာဆုံးကန်းတိုင်မြေမဟုတ်တော့ပေရန်ငါဖျက်ရမြေပွဲဖြစ်လာနေပါတယ်ထို့အချက်ကိုအရာရှိငယ်များဤမိဘသားမယားများကောင်းစွာသဘောပေါက်သင်ပါတယ်ရမလားဆိုသည့်စိတ်ဖြင့်လှုပ်ကြည့်နေကြသော အာနာယူမြမလွဲ၍အားလုံးသည်တမြေတဲနေတရည်တဲတောင်ညီကိုမောင်နှမများသာဖြစ်ပါれလမ်းများပေါ်တွင် ဖုံများတောင်း၍ လမ်းများပေါ်တွင်ဖုံများတောင်ရီစီညချိန်မတော်အိမ်များဝင်ကလူများကိုဖမ်းဆီးတယောက်နဲ့တယောက်ဘသူတလန်လဲဟုဆိုကတန်တရားမျက်လုံးများဖြင့်အကဲခတ်ကြတိုင်းပြည်အနာကဲလူငယ်များကိုအတင်းအဓမ္မသိရင်းဖို့ဤဒီက၎င်းတို့မြင်တွေ့လိုချမည်မြမပြည်ကြီးမဟုတ်သေးကတော့ကျင်းသေးပါတယ်စောစောကပြောသလိုအာနာယူများကအချိန်နေမဟန်လျင်အသိရှိနေသောလျင်ပေါ်တတကြီးငယ်ဆွဲ၍တက်သွားကြမည်ကိုတတိချက်တင်ပါတယ် ဤသို့ပင်စိုးစေလက်ရှိပုံစံအတိုင်းရှေ့ဆက်သွား၍မရတော့နောက်ပြန်လဲ၍ဘလို့မှမဖြစ်နိုင်တော့သောအနေအထားကိုရောက်ရှိနေပြီဖြစ်ပါသည်လူလူဤထောက်ခံမှုစိုးစိမြမရသောအစိုးရမျိုးသည်တိုင်းပြည်ကိုဘလို့အုပ်ချုပ်ပေးမည်နှင့်ခေါင်းဆောင်ဆိုသူကလည်းစကားတခွန်ပြောတိုင်းဝိုင်းပြီးလောင်ခံနေရသည့်အဖြစ်မျိုးရောက်နေသည်ကိုကိုဘာသာသုံးသပ်နိုင်စွမ်းမရှိဘသူကမှလည်းထောက်မပြရေးပဲပင်လေပြင်တွင်အထင်းကုန်မရှိမျိုးချင်ရမျိုးနေသည့်လေတစင်းလိုဖြစ်လာနေပါသည် မေအောင်လိုက်သည့်၎င်းလုံးမြေရွေးကောက်ပွဲနှင့်ပတ်သက်၍ပြောရိုင်းရွေးကောက်ပွဲအောင်မြင်ရေးသည်လူလူ၏ယုံကြည်မှုအားလုံးပါဝင်နိုင်မှုရှိရမည်ဆိုသောအချက်များမှာပါလုံခြုံရေးတင်းကျပ်ဖို့နောက်ဆက်ဖြည့်ဆည်းလိုသူများကိုအလင်းမြေရေးယူထောင်ချပြစ်ဖို့လူသည်များသာဦးစားပေးပြောဆိုနေ၍လူလူ၏သဘောတူညီချက်မပါဘဲလက်ထိတ်ခဲခံထားရသည့်ရွေးကောက်ပွဲဟုအေယာဝရီကရေးသားထားပါသည် ကြောင်မဲတို့တင်ပြီးတရက်ကြာမှမေအောင်လိုက်သည့်ပြင်းဦးလေတို့ရောက်လာခဲ့တော်လေရဟရင်ဖြင့်သွားလျင်မိနစ်အနည်းငယ်သာဝေးသည့်ကြောင်မဲတို့ချေချရဲခြင်းမရှိသည်ကိုတွေ့ရကြောင်းယခုဒီလည်းနောင်ချိုတို့မသွားရဲပဲရှိနေစေဖြစ်သည်ဟုဆိုပါရယ်လောင်ရှိုးတို့လည်းရောက်မလာသေးပေ၎င်းကချိန်ချရမိပြင်းဦးလွင်တွင်သာတရက်တဝဲဝဲရေးဟန်ရေးပြပြီးအဝေးကနေသာလက်ပြနေရရှာတော်လေဇိုးဝင်ကတော့နောင်ချိုတို့အရောက်သွားပြခဲ့ပါရယ်ထို့အတွက်တရက်ပေါ်ကြောင်သူကြောင်ချီအဆရှိသောတစိမ့်များရှေးလျှောက်တစ်ခုပြီးတစ်ခု ကက်ခံရဖို့သာရှိနေပါတယ်ဒီတန်ခိုင်မြင့်သောငင်းချင်းရရှိရန်နှင့်မိမိတို့ရင်သွေးငယ်များ၏အနာဂတ်ကိုအာမခံနိုင်ပြီးနိုင်ငံတော်ကြီးပေါ်ပေါက်စေရန်နိုင်ငံကိုချစ်ကြသူတိုင်းတွင်တာဝန်ရှိလာနေပြီဖြစ်ပါသည်။အထူးသဖြင့်ရှေ့တန်းစစ်မြေပြင်သို့ပင်မလာရဲရှာသောအာနာရှင်အရှင်သခင်ကြီးအချို့ကိုအသက်ဆုံး၍သိဖို့ကြမလား။တိုင်းပြည်မျက်နှာကိုငယ်မလားဆိုသည်မှာအရာရှိရာခိုင်အကျက်စစ်တီတိုင်းဆုံးဖြတ်ကြရပေတော့မည်။ပြည်သူတို့၏ခုခံတွန်းလှန်စေမုတ်ချအောင်ရမည်။ မန္တလေးတိုင်းတောင်သားမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိတအုပ်ပါဝင်15ဦးသေဆုံးခဲ့ကြောင်းတောင်သား People Defense Force TTA PDF ကထုတ်ပြန်ထားပါသည်စတေမာလာကိုရဲ့ညနေ9နာရီကျော်ကမှမလိုက်မျိုးနဲ့ဘန်းရွာမှတောင်သားမျိုးနဲ့ရုံးစီချေရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်သားရဲနဲ့ဖြူစောတီ300ကျော်ပါဝင်သောစစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့များကရုံးစီချေရွာနဲ့ဘန်းရွာအကြားမှာ ချိန်ချိန်ရာဖျားအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထို့တိုက်ပွဲတွင်အကျန်းဖက်စစ်တပ်ဘက်မှအရာရှိတဦးအပါအဝင်15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့သောကြောင်းစစ်တပ်စစ်ကြောင်းဟာမလိုင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်ထို့နောက်စက်တင်ဘာလ10ရက်မနက်ပိုင်းမှာအကျန်းဖက်စစ်တပ်ကတပ်မှန်စစ်ကြောင်းထိုးလာ၍တိုက်ပွဲတပ်မှန်ဖြစ်ပွားခဲ့ပြီးတော်လန်ရေးရှဲပေါ်နှစ်ဦးမြင်းမြတ်စွာအသက်ပေးခဲ့ရကြောင်းသိရပါတယ်ရေးစစ်ကြောင်းသည်ရုံးစီချေရွာကိုထိုးဖောက်ဝင်ရောက်လာပြီးပြည်သူပိုင်းပစ္စည်းများကိုယူဆောင်ခြင်းမိရှုဖြစ် စီခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့အမျိုးသမီးများကိုအဓမ္မပြုခြင်းမှုများလုံဆောင်သွားကြောင်းသိရပါတယ်ထို့တိုက်ခိုက်မှုကိုတောင်သာပြည်ပ Defense Force TTAPDF ဘရစ်တေမိတ်တေလာ DSNT တနုတက်ဖွဲ့နဲ့မြင်းချန်ခဲတိုင်ရင်သုံးတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါဂျမ်းဖက်စစ်တပ်စစ်ကြောင်းဟာတောင်သားမျိုးနဲ့ရုံးစီချေးရွာမှာတက်ဆွဲထားပြီးချေးရွာနေအသက်16နှစ်မှ56နှစ်အရွယ်မျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်ပြုတ်ကျင်ပြီးအသက်45နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့နေရီကန်ပြူဟာစကန်ပိတ်ဆို့ခံထားရ၍စစ်ကောင်မရှင်တက်ကအနီးနားရှိကျေးရွာများကိုမိရှုပ်ပြစီလေးချောင်းမှအပြင်းထန်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငဖယ်မြို့နယ်နေရီကံမြို့ဟာစကံပိဆိုးတိုက်ခိုက်ခံရသည့်အတွက်စစ်ကောင်မရှင်ကစကံဤခြေရွာတချို့ကိုမင်းချိုဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဂုံကြီးထောက်ဖို့စကံကိုအရခတက်တော်ဤကသိမ်းယူပြီးနေရီကံစကံကိုပါပိဆိုးထားသည့်အတွက်စစ်ကောင်မရှင်တပ်ကဂုံကြီးအနီးရှိမြေလက်ရွာကိုပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကမင်းချိုဖျက်ဆီးခဲ့ကြောင်းဒေတာရင်းသတင်းရှင်းမြစ်များထံမှသိရပါတယ်။ဂုံကြီးစကံအသိမ်းခံရပြီးနေရီကံစကံမှာပိဆိုးခံထားရတော့လေရင်နဲ့ဇက်တိုက်ပုံကျဲတဲ့ ံပုံနေနဲ့လေအကြိုက်သုံးပြီးစစ်တပ်ကခုခံနေတယ်ဟုဗရန်စစ်စင်ရေးတရင်ရင်မြစ်ကပြောပါတယ်။ထို့ပြင်အော်တိုဘာ9ရက်နေ့ဂုံကြီးချေးရွာနီးတဝိုက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့အော်တိုဘာ10ရက်နေ့အော်တိုဘာ2ရက်နေ့တို့မှာနေရီကန်အနီးမှာစစ်ကောင်မရှင်နဲ့ဤပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စစ်ကောင်မရှင်ကဂုံကြီးနောင်ရွာ၊ဗစီ၊ပပေချေးရွာများကိုလီချောင်းမှဘုံလုံးရီ90ခန်းနဲ့နေစဉ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ နေရီကန်လေးချောင်းရံကားခွေတက်စကန်ကိုစစ်ကောင်ပြင်ကအမှတ်905အမြောက်စကန်ကုကဲမှုဌာနချုပ်မှနေ၍စစ်တုံးကားကြီးအင်အားပြည့်ပြည့်စစ်ရင်တန်းများစွာကိုအင်အားဖြင့်နေပြီးအမတ်ဆက်ခွန်စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခါဆက်ခွန်လောက်ခဲတရင်များဖြင့်လည်းတက်ပြန့်ထားကြောင်းသိရပါရယ်စစ်ကောင်ပြင်ကအမ်းမြူနယ်ကိုလက်လွတ်လိုက်ရပြီးနောက်အေးတက်ဖွဲ့ဝင်များဟာအမ်ပရန်လမ်းပိုင်းကိုစိုးမိုးမှုရယူနိုင်ရန်စူးစမ်းခဲ့ပြီးစစ်ကောင်ပြင်ကကင်းစကန်များကိုသိမ်းယူနိုင်ခဲ့ပါရယ်စစ်ကောင်ပြင်ကဗရန်တက်နယ်ရှိအကြီးဆုံး ံနေရီကန်စကန်ကိုကာကွယ်ရန်အထောက်နေရပြီးတာလွန်အေးရနဲ့လေချောင်းပစ်ကူများပါအသုံးပြုနေရခြင်းဖြစ်ကြောင်းသိရှိရပါသည်